မင်္ဂလာညချမ်းပါရှင်ကန်ဒရဝတီ time သတင်းဌာနရဲ့ဧပြီလ29ရက်အင်္ဂါနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီနေ့မှာနားဆင်ရမှာကတော့မူပြဲကိုစကောင်စီကစစ်အင်အား300ဝန်းကျင်နဲ့ထပ်မံစစ်ကြောင်းထိုးနေပါတယ်ဒီမော့ဆိုမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်နေအိမ်ပေါ်ကြောင်တုံလိတ်ကြကအမျိုးသားတဦးထိခိုက်ဒေဆုံးခဲ့ပါတယ်ဒီမော့ဆိုမြို့နယ်အရှိချမ်းကစပါခိအေကတထောင်ဝန်းကျင် ခရုတွေရဲ့ဖြက်စီမှုကြောင့်ဖြက်စီဆုံးရှုံးမှုနဲ့ကြုံတွေ့နေရပါတယ်။ဧပြီလ29ရက်နေ့နဲ့30ရက်နေ့မှာ Greeny ပြည်အတွင်းမိုးရေချိန်တလဲမကနေတက်တမနှစ်လက်မအထိရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။စားတဲ့သတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ရှန်ဂရနီနယ်ဆက်မိုးပြေမြို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်မှုတွေ ရှိနေပါတယ်။အခုဧပြီလအတွင်းမှာစစ်ကောင်စီဖက်ကနေ ုတိယအကြိမ်စစ်အင်အား300ဝန်းကျင်နဲ့ထပ်မံစစ်ကြောင်းထုံးမှုတွေလှုပ်ဆောင်နေတာပါပြီးခဲ့တဲ့ဧပြီလ16ရက်နေ့မှာလဲစစ်အင်အား100ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာခဲ့ပါတယ်တိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးလေရီပစ်ကူတွေကြောင့်တော်လန်ยีတပ်ဖွဲ့ရဲ့ရှေကာကင်းတစ်ခုကိုပြီးလိုက်ရတယ်လို့တော်လန်ยีတပ်ဖွဲ့ဝေတချို့ကြာဆုံးခဲ့တယ်လို့ဆိုပါရယ်အလားတူဧပြီလ28ရက်နေ့ကလည်းမူပြေမြို့ထဲကခြေရွာတရွာကိုစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက်40အရွယ်အမျိုးသားတဦးထိမှန်တိဆုံးခဲ့တယ်လို့အသက်80အရွယ်အမျိုးသားတဦးဟာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုလိုမျိုးတိုက်ပွဲပြင်းထန်နေတဲ့မိုးပြေမြို့အနီးအနားကိုတတိထားသွားလာနေထိုင်ဖို့တော်လရင်တပ်ဖွဲ့ဖက်ကတော့အတိပေးထားပါတယ်။တော်လရင်တပ်ဖွဲ့တွေထိန်ချုပ်ထားတဲ့မိုးပြေမြို့ကိုစစ်ကောင်စီကပြလဲရယူနိုင်ဖို့ညီပြင်းထိုးစစ်စင်နာတွေလေချောင်းတိုက်ခိုက်တာတွေကိုလှုပ်ဆောင်ရရှိနေပြီးတိုက်ပွဲဖြစ်ပွားနေတာကလေးလကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒီမောဆုံမြို့နယ်အနောက်ချမ်းတနေရာမှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်တောင်ပေါ်ကနေကြောင်းတုံကြီးလိတ်ကြကဆစ်ဆောင်နေအိမ်ပေါ်ကျရောက်ခဲ့ပါတယ်။အဲ့ဒီအတွက်လေးဖြက်ဝေဒနာခံစားနေရတဲ့အိမ်ထဲကအသက်80အရွယ်အမျိုးသားတဦးကြောင်းတုံပြိမိပြီးတည်ဆုံခဲ့ရပါတယ်။မနေ့ကဧပြီလ28ရက်နေ့နေ့လယ်2နာရီအချိန်မှာဖြစ်ပွားခဲ့တာပါ။ငလင်လောက်ခတ်ပြီးတဲ့နောက်တောင်ပေါ်ကကြောင်းတုံတွေမခိုင်မာတော့ပဲ ိုးလဲထက်ရွာခဲ့တာကြောင့်ကြောက်တုံးကြီးအခုလိုလိတ်ကျလာတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။အခုဖြစ်စဉ်ကိုအခြေခံပြီးကြောက်တောင်အနီမှာနေထိုင်ကြတဲ့စစ်ပီးရှောင်းပြည်သူတွေအနေနဲ့လည်းအထူးခရုဆိုင်နေထိုင်ကြဖို့ကိုစက်ရှောင်းအကြီးကူညီဆောင်ရွက်ပေးနေတဲ့ကျော့ဖော်ကရာကအသိပေးထားပါတယ်။ဒီမော့ဆိုအနောက်ချမ်းမှာကြောက်တုံးလိတ်ကျပြီးအမျိုးသားတအူးထိမှန်တည်ဆုံမှုဟာအခုပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီမုန်းဆိုမျိုးနဲ့အရှိချမ်းကစပါခင်းဧကတထောင်ဝန်းကျင်ခရုတွေရဲ့ဖျက်ဆီးမှုကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့နေရတယ်လို့စိုက်ပျိုးရေးကွင်းစီလီလာတူတူကပြောပါရယ်ပြီးခဲ့တဲ့နေ့ကမိုးစပါရိတ်သိမ်းချိန်ရေကြီးရေရှမ်းမှုကြောင့်တောင်သူတွေရဲ့စပါခင်းတွေဆုံးရှုံးမှုရှိခဲ့တဲ့အပြင်ဒီနေ့ຫນွေစပါစိုက်ပျိုးချိန်မှာလည်းခရုဖျက်ဆီးမှုနဲ့ကြုံတွေ့ရတာကြောင့်နေရက်ပြန်ဆွရှောင်းတွေဟာစားဝတ်နေရေးမဖြစ်လုံမှန်ကိုစိုးရိမ်နေကြပါရယ် စိုက်ပျိုးတောင်သူတွေဟာခရုတက်ဆေးတွေကိုဝယ်ယူအသုံးပြုကြပြီးမဲ့လဲပြန်နဲ့ရက်မှာတော့ခရုငိန်သွားပြီးနောက်ရက်တွေမှာခရုတွေပြန်ပွားလာတယ်လို့ပြောပါရယ်ပိုတက်ဆေးအသုံးပြုပြီးမဲ့ခရုတွေမလျော့နေတာကြောင့်တောင်သူတွေကစပါခင်အတွင်မှာခရုတွေကိုလိုက်လံကောက်ယူနေရပါတယ်လောက်အာမနိုင်တဲ့တောင်သူတွေကတော့ခရုရှင်းလင်းဖို့တရက်ကိုငွေကျပ်တပေါင်းခွဲပေးပြီးနေ့စဉ်အလုပ်သမားငါးကဖြည့်ရှင်းနေရတယ်လို့သိရပါတယ် ဒီကနေ့ဧပြီလ29ရက်နေ့နဲ့30ရက်နေ့မှာကရီနီပြည်အတွင်းမိုးရွာသွန်းလိုက်ပြီးမိုးရစ်ချိန်တလဲမကနေတတိယမနှစ်လက်မအထိမိုးရွာသွန်းလိုက်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကဖော်ပြထားပါတယ်။အလားတူကရင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတွေမှာလည်းမိုးရစ်ချိန်တလဲမကနေတတိယမနှစ်လက်မခန့်ရွာသွန်းလိုက်တယ်လို့ပြောထားပါတယ်။ ဒါအပြင်မြန်မာနိုင်ငံတဝမ်းကမကွေးတိုင်းမန္တလေးတိုင်းမွန်ပြည်နယ်နေပြည်တော်ချန်ကုန်တိုင်းစကိုင်းတိုင်းအထက်ပိုင်းကလေးမြို့နဲ့ရွှေဘိုမြို့တွေမှာ24နာရီအတွင်းမိုးရေချိန်20မီလီမီတာ3.8လက်မအောက်ကျွာသွန်းနိုင်တယ်လို့ဖော်ပြရေးသားထားပါတယ်။ဒီနေ့ဧပြီလ29ရက်နေ့အတွင်းမိုးရွာသွန်းနိုင်မှုတရားရခိုင်နှုန်းရှိတဲ့ဒေသထဲမှာဂရင်းနီပြည်လဲပါဝင်နေပါတယ်။ ဂရင်းနီပြည်မှာတော့ပြီးခဲ့တဲ့ရက်တွေကတည်းကမိုးရွာသွန်းနေတာရှိပြီးမိုးရွာသွန်းမှုနောက်ဆက်တွဲမနေ့ကဧပြီလ28ရက်နေ့မှာတောင်ကုန်းပေါ်ကနေကြောက်ဒုံကြီးလိပ်ကြကဆက်ဆောင်ပြည်သူတို့အသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ကင်ဒရိုဝတီထိုင်းမြေရုပ်တံတရင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးကင်းကြပါစေရှင်။ကျမမွန်ညာမှာပါ။